သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့ဂျွန်လ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခီးတဲ့242ဦးလိုက်ပါလာတဲ့ Air India လေယာဉ်လန်ဒန်မြို့ကိုထွက်ခွာရန်လေဆိပ်မှပြန်တက်ပြီးလူနေရပ်ကွက်ပေါ်ကို ပြတ်ကျဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အိန္ဒိယနိုင်ငံ Gujarat ပြည်နယ် အမေတဘတ်မြို့မှာဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့ Air India လေကြောင်းလိုင်းပိုင်လေယာဉ်ဟာလေစိမ်းမှတက်ပြီးအချိန်အနည်းငယ်အတွင်းမှာပြတ်ကျသွားကြောင်းသတင်းများအရသိရှိရပါတယ်။ယနေ့ဇွန်လ12ရက်နေ့ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့ Air India လေကြောင်းလိုင်း AI171 လေယာဉ်ဟာလေစိမ်းမှပြန်တက်ခဲ့ပြီးပြတ်ကျခဲ့ကြောင်းခရီးသည်တင်လေယာဉ်မှာ Boring 787ဖြစ်ပြီး Gujarat ပြည်နယ်လူနေရပ်ကွက်တစ်ခုအနီးမှာပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းထိခိုက်သေဆုံးမှုအခြေအနေကိုတော့မသိရှိရသေးကြောင်းသိရှိရပါတယ်။ လက်ရှိမှာစာတာဗလပိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာရှိတဲ့လေရင်ပြက်ကျနေရာများမှာမိများလောင်ကျွမ်းနေပြီးအိန္ဒိယအာဏာပိုင်များကကေဆယ်ရေးလုပ်ငန်းများလုတ်ကင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖားကန့်မော်စီစာကြောက်စိမ့်လုတ်ကွက်မှာစူးစီးနေတဲ့စစ်တပ်ကို KIA ကကြာညက်တိုက်ခိုက်မှုအကြမ်းဖက်စစ်ကောင်စီဘက်မှ20ထပ်မနဲ့တိတ်ဆုံးစစ်တပ်ဘက်ကအယက်သားပြည်သူများကိုပါလိုက်လံပစ်ခတ်တပ်ဖြတ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာကျောက်စိမ့်လောက်ကတခုမှစူးစီးနေတဲ့စစ်တပ်ကို KIA ကကြားညက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်က20ထပ်မင်းနဲ့တိတ်ဆုံးခဲ့ကြောင်း KIA သတင်းရှိမြစ်ကပြောဆိုပါတယ်။ယနေ့နေ့9နိုင်ခန့်မှစတင်ပြီးဖားကန့်မြို့နယ်မော်စီစာဂုံးမှာအကြံဖတ်စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့များကြောင်းတိုက်ပွဲများပြင်းထန်ခဲ့ကြောင်းအဲဒီနောက်မွန်တဲဘိုင်းမှာမော်စီစာကြောက်စိမ့်လောက်ွက်တစ်ခုမှစူးစီးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြည်သူစစ်များကို KIA ကကြားညက်တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်ဘက်မှ20ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူလည်းများပြားကြောင်သိရှိရပါတယ်တိုက်ပွဲများဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်တပ်ကရပ်သားပြည်သူများကိုပါလိုက်လံပစ်ခတ်တပ်ဖြတ်နေကြောင်သိရှိရပါတယ်ဖောက်ကက်မော်စီစာဂုံးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒီနေ့နက်နက်9နာရီကတည်းကစပြီးတိုက်ပွဲတွေဖြစ်နေတာတိုက်ပွဲကတော့တောက်လျှောက်ကိုဖြစ်နေတာပစ်ခတ်တံတွေကတော့စုညံနေတာပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ် ယနေ့ဇွန်လ12ရက်နေ့နနက်6:00နာရီအချိန်ဝင့်ကျင်ကလည်းအကြံဖတ်စစ်ကောင်စီတပ်သားများတက်ဆွဲထားတဲ့မော်စီစာဖရဲကုန်းအနီးမော်စီစာလမ်းစုံမှာစစ်ကောင်စီတပ်သားများပြတ်တက်ထားတဲ့အရက်သားပြည်သူ3ဦးရဲ့ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ဖားကန့်မြို့နယ်လုံခင်ကျေးရွာအုပ်စုမှာရှိတဲ့မော်စီစာဖရဲကုန်းမှာမေလာနောက်ပိုင်းမှာစတင်တက်ဆွဲခဲ့ပြီးအကြံဖတ်စစ်တပ်နဲ့ KNA KPDF တပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အကြံဖတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများရန်တမ်းပစ်ခတ်မှုများရှိတဲ့အပြင်ကြောက်စိမ်မော်များမှရှိတဲ့အဆောက်အအုံများယင်များရန်နေရများကိုမိရှို့ဖျက်ဆီးမှုများဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တာယာဝတီထောက်မှနိုင်ငံရေးအကျဉ်းသားဦးကျော်စုစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတဲ့အတွက်ကွယ်လွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘကုတ်တိုင်းတာယာဝတီအချင်းထောင်တွင်းမှာထောင်ဒဏ်ဆင်းနှင့်ချမှတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားဦးကျော်စိုးခေါ်ဦးစော်နှင့်ဟာထောင်တွင်းစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတဲ့အတွက် နှလုံးယောဂါတွေးရောယောဂါဝေဒနာတို့ကြောင့်ကွယ်လွန်ခဲ့ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံကြီးအကျဉ်းသားများကွန်ရက် PPNM ထံမှနေသိရှိရပါတယ်။မေလ23ရက်နေ့ကနိုင်ငံကြီးအကျဉ်းသားဦးကျော်စိုးခေါ်ဦးစော်နှင့်ဟာထောင်တွင်းစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိတဲ့အတွက်ကြောက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်းဥကျော်စိုးက2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလှေကူမြို့နယ်လှေကူမြို့မှာရေစကန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှ90ဇာမျက်ဇွဲနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း PPNM ထံမှနေသိရှိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်များအတွင်းစေဝါဆောင်ရှားမှုလုံလောက်စွာမပေးခြင်းကြောင့်နိုင်ကျင့်များအပါအဝင်အကျဉ်းကျခံရသူများဟာယောဂများဖြစ်ပွားခြင်းစိတ်ကူတာခွင့်ဆုံရှုံ၍ယောဂအခမ်းများပုံမှုဆိုးရွားလာခြင်းတည်ဆုံးသင့်သည့်အခြေအနေမဟုတ်ပါဘဲအသက်ပေးရသည့်အသည့်ဖြစ်ရခြင်းများဖြစ်ပွားနေကြောင်းသိရှိရပါသည်အကျဉ်းထောင်တွင်စေဝါဆောင်ရှားမှုမလုံလောက်၍တည်ဆုံခဲ့ရသူများဟာဇွန်လ၁ရက်နေ့အထိ၁၀ဦးထိရှိပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပိတ်ကောင်းဆောင်ကိုဝင်မွန်းနိုင်မုံရွာထောင်ကနေအိုးဘိုထောင်ကိုပြောင်းရွှေ့ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူလူတပိတ်ကောင်းဆောင်တဦးဖြစ်တဲ့ကိုဝင်မွန်းနိုင်ကိုမုံရွာထောင်ကနေမန္တလေးအိုးဘိုအချင်းထောင်ကိုပြောင်းရွှေ့လိုက်ကြောင်းသတင်းရရှိပါရတယ်။ဒီကနေ့ဇွန်လ12ရက်နေ့မနက်ခင်းပိုင်းကမုံရွာအချင်းထောင်မှာနှစ်ရှည်ထောင်တန်းကြခံနေရတဲ့လူလူတပိတ်ကောင်းဆောင်တဦးဖြစ်သူကိုဝင်မွန်းနိုင်ကိုမန္တလေးအိုးဘိုအချင်းထောင်ကိုပြောင်းရွှေ့လိုက်တာဖြစ်ကြောင်းမုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုရှင်းတန်းကပြောပါရတယ်။ထောင်မှာအကျဉ်းသားများလာတာရဲ့ ပို့ပြီးဖိနှိပ်ခြင်းတို့ပြောင်းလာလဲပပတယ်လို့ကိုရှင်းတန်ကဆိုပါတယ်။ရခင်ကမုံရအချင်းထောင်မှာနိုင်ငံရေးအချင်းသားများကိုမန္တလေးထောင်ကိုပို့ပြီးရိုက်နှက်နှိပ်ဆက်ပြီးနောက်မင်းကျန်အချင်းထောင်ကိုထပ်ပို့လေရှိကြောင်းအခုလဲမန္တလေးထောင်ကိုရွှေ့လိုက်တဲ့အတွက်စိုးရိမ်နေရကြောင်း၎င်းကဆိုပါတယ်။ ကျွန်တော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာကိုတော်တော်လေးစိုးရိမ်ပါတယ်။အဲဒါကြောင့်ပြည်သူလူထုအနေနဲ့ထောင်ထဲကတည်င်းတွေကိုအမြဲမပြတ်နားဆွင့်ပေးနေကြဖို့မဟုတ်တာလှုပ်လို့ရှိရင်ဖိနှိပ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဘက်ကယက်တီပေးကြဖို့မေတ္တာရက်ခံပါတယ်လို့ကိုရှင်းတန်ကတောင်းဆိုထားပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာအေဂျင့်စွာဆန္ဒပြခဲ့တဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမွန်းနိုင်ကို2021ခုနှစ်ဧပြီလ15ရက်နေ့ကစစ်တပ်ကကားနဲ့တိုက်ဖမ်းပြီးထောင်ချခဲ့ပါတယ်။ အဲ့ဒီနောက်ကိုဝေမွန်းနိုင်ကိုပုံမှန်ပေါင်းစုံနဲ့စစ်ကောင်စီကတရားစွဲဆိုခဲ့ပြီးထောင်တန်း180ကျော်ချမှတ်ထားပါတယ်ခင်ဗျာအဲ့ဒီနောက်ကုလအထွေထွေညီလာခံမှဆွေးနွေးဆိုတဲ့စောင်းပါရှင်ဆရာလန်စိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်မြန်မာတို့ရဲ့ပြည်တွင်းစစ်ဟာယခုအခါကမ္ဘာမှာဘာသာရေးလူမျိုးရေးနဲ့မပတ်သက်ပဲထူးခြားစွာဖြစ်ပေါ်လာတဲ့အာဏာရှင်စန့်ကျင်ရေးဒီမိုကရေစီအရေးအတွက်လူထုတရက်လုံးအင်းနဲ့အားနဲ့ဆန့်ကျင်တွန်းလှန်တော်လှန်နေခြင်းပဲဖြစ်ပါတယ် စေဝါဒီမြအာနာသိမ့်၍ဆိုကအလွေတကူပြောနေခြင်းသာဖြစ်ပါတယ်။တကယ်တမ်းမှာတော့နိုင်ငံကိုလက်နက်အားကိုးနဲ့လူရက်ဓမြတိုက်က၎င်းတို့ပိုင်ဖြစ်လူတုလက်မှသိမ့်ယူသွားတဲ့လောက်ရကြီးဖြစ်တဲ့အတွက်လူတုမှရရလက်နက်ဆွဲကင်တော်လန်ခဲ့ရမှຫນွေဦးတော်လန်ရေးကြီးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ထိုတော်လန်ရေးကြီးရဲ့အလံတော်အောက်မှာနှစ်80နီးပါးလူမျိုးရေးအရာတင်းမာမှုရှိနေတဲ့အဖွဲ့အသီးသီးစီးလုံးညီညွတ်စွာတိုက်ပွဲဝင်လာခဲ့ကြပါတယ်။ရင်းနဲ့ပတ်သက်၍ကွယ်လွန်သူဆရာညီပုလေးက ဓမ္မနဲ့အတ္တမတို့ကြတိုက်ပွဲအမားနဲ့အမှန်တို့ရဲ့လွန်ဆွဲပွဲစိတ်ကူးစိတ်တန်းတင့်များနဲ့ပုတ်တိုးဆွေးမြေ့နေပြီးခိုးဆုလူရက်ဖို့သာတည်တဲ့လူများအကြနပန်းတက်ပွဲနောက်ဆုံးမှာတော့လက်နက်ကင်လူတစုနဲ့လူတန်းပေါင်း90ကျော်တို့တူနိုင်ကိုနိုင်အပြိုင်ကျဲကြမဲ့နောက်ဆုံးတိုက်ပွဲကြီးလို့ရေးသားခဲ့ပူပါတယ်ရင်းဒီကအမှန်ပင်ဖြစ်ပါတယ် ထိုတိုက်ပွဲကြီးမှာအရေးနှိမ်သွားပြီဆိုပါကနောက်ထပ်မျိုးဆက်ပေါင်းများစွာစစ်ကောင်းဆောင်များနဲ့၎င်းတို့ရဲ့မိသားစုများလက်ဝေကန်ခရိုနီများရဲ့လက်ခုထဲကရေလိုတွန်လိုတွန်မှောက်လိုမှောက်ဘဝနဲ့အသက်တချောင်းကိုပင်ပန်းဆင်းရဲကြီးစွာနဲ့မွေးမြူနေရမယ့်ဘဝမျိုးနေထိုင်သွားကြရတော့မယ်ဆိုတာကိုပြည်တွင်းမှာရှိတဲ့ထမင်းစားသူတိုင်းသိထားပြီးကြပြီဖြစ်ပါတယ်လက်ရှိမှာ80ရာခိုင်နှုန်းဟာစင်ရဲနွမ်းပါစွာနေထိုင်နေကြရပြီလို့ကုလသမဂ္ဂကမှထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ သို့သောကဘာကြီးကထိုအကြောင်းကိုကောင်းစွာတိထားခဲ့ပေမယ့်လည်း၎င်းတို့ဝင်ရောက်ကူညီပေးခြင်းမရှိဘဲလက်ပိုက်ကြည့်နေခဲ့ကြပါတယ်။သို့သောသူနိုင်ကိုနိုင်အပြိုင်ကျဲကြမဲ့တိုက်ပွဲကြီးဟာပြင်းထန်လွတ်မကပြင်းထန်လာချိန်မှာတော့၎င်းတို့ထူထောင်ထားတဲ့ကဘာစနစ်ကြီးကိုပါထိခိုက်လာတော့မယ့်အရေးကိုအထိတ်တလန့်သိမြင်လာကြပြီးစစ်အုပ်စုရဲ့စကားနဲ့ပင်ပေါ်ပြနိုင်စွမ်းမရှိဟုဆိုတဲ့လူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုများကိုလစ်လျူရှုကအပြစ်ခတ်ရက်စဲကြရင်အထိတ်တလန့်တောင်းဆိုလာကြပါတယ်။ ဤဒီကိုကုလအထွေထွေညီလာခံကြီးရဲ့ဆုံးဖြတ်ချက်89မြင်းဆောင်180နှစ်အရာအခွင့်အာဏာအနှင်းထားတဲ့အလွတ်တဘောဆွေးနွေးပွဲမှာမြန်မာအရေးကုလအတွင်ရင်မှုချုပ်ရဲ့အထူးတန်တမန်ဂျူလီဘီရှော့ရဲ့အစီရင်ခံစာတင်ပြတဲ့မိကောမှာအထင်ရှားတွေ့လာရပါတယ်။ထို့သောအပြစ်ခက်ရက်စဲခြင်းမရှိအကြမ်းဖက်မှုများအရှင်ရော့ကျသွားခြင်းမရှိလူတို့ရဲ့လိုအပ်ချက်ကိုအလေးမမူကတတိုင်းပြည်လုံးပြက်စီးခြင်း၅ပါးကတ်ဆိုက်တော့မယ်လို့ပင်ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုဒီကလည်းအားလုံးပါဝင်နိုင်ခြင်းမရှိပါပဲလျက်မြည်တို့မြည်ပုံလို့ရမည်ဆိုဒီကလည်းစင်းပင်မစင်းစားတတ်အောင်ဖြစ်ရတယ်လို့ဆိုပါတယ်ထိုစကားကစစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍ကုလသမဂ္ဂရဲ့သဘောထားဖြစ်လာပြီးတော့မယ်အဲ့ဒီအတွက်၎င်းတို့ရဲ့ရွေးကောက်ပွဲအပေါ်ယခင်အတိုင်းပင်တရုတ်အိန္ဒိယရုရှားတို့မှလွဲ၍အတိအမှတ်ပြုလာကြပုံမရှိပါဘူးဒေါ်ဆန်းစုကြည်နဲ့နိုင်ငံကြီးအကျဉ်းသားများလွတ်ပေးရန်လဲကုလသမဂ္ဂဆင်မြင့်မှနေ၍တောင်းဆိုသွားခဲ့ပါတယ် အမေရိကန်တပ်အမတ်ကြီးကလည်းရခိုင်ပြည်နယ်အရေးကိုထူးထူးခြားခြားထည့်ပြောလာပြီးအာရကတပ်တော်နဲ့စစ်အုပ်စုနှစ်ဖွဲ့စလုံးမှလူအသက်များကိုတန်ဖိုးထားရတဲ့အရက်သားများကိုကာကွယ်ပေးဖို့ဦးစားပေးလှုံ့ဆော်ကြရန်တိုက်တွန်းသွားခဲ့ပါတယ်။တရုတ်တပ်အမတ်ကမြန်မာရဲ့လူအခွင့်အရေးပြည်ထနာကိုနိုင်ငံရေးအရအတုံးချလာမှုကိုစန့်ကျင်ကြောင်းကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအတွက်အားလုံးရဲ့သဘောထားကနိုင်ငံမှာတည်တံ့ခိုင်မြဲမဲ့ငြိမ်းချမ်းရေးရဖို့ထက်လက်တလော့လူကြမကောင်းအောင်ဖြစ်နေတဲ့အကြမ်းဖက်မှုများရပ်တန့်ပြီးဆွေးနွေးကြရေးကိုသာဦးစားပေးပြောဆိုလာကြတာဖြစ်ပါတယ်။စစ်အုပ်စုအဖို့ကပုံနေမြဲကြားနေမြဲတိုင်းပြည်ကိုဆက်လက်ခြေလှယ်နိုင်ရေးဆိုသည့်ရည်မှန်းချက်ကတပြားမှမလျှော်။ရင်းဟာ၎င်းတို့အတွက်တည်ရေးရှင်ရေးလို့ခံယူထားပြီးဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းမြည်သည့်နီးလမ်းမဆူသုံးဖို့လည်းဝင်မလေတော့ကရင်ပြည်နယ်မှာစစ်ရေးအရာအခြေမလဖြစ်လာတဲ့အတွက် တနင်္လာနေ့မှာအရက်ဖတ်ပြစ်မှတ်များကိုအတွဲလိုက်ဇက်တိုက်ပေါက်ကွဲနိုင်တဲ့ cluster bomb နဲ့တိုက်ခိုက်လာပြီးကော်ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာစာတင်ကျောင်းကိုထိမှန်သွားပြီးကလင်းငယ်၃ဦးနဲ့ဆရာ၁ဦးသေဆုံးသွားခဲ့ပါတယ်။လူလူကြီးကလည်းမိမိတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကိုအသာထားအခြေခံလိုအပ်ချက်များကိုပင်ဖြည့်ဆည်းပေးရန်မိတို့များစိတ်ဝင်စားခြင်းမရှိသူများ မိမိတို့အားရန်သူလိုကြုံလိုဆက်ဆံနေပြီး၎င်းတို့ရဲ့အုပ်စုတာစင်မီးဆက်အုပ်စိုးနိုင်ဖို့ချမ်းသာဖို့စီမံခန့်ခွဲနေမဲ့အရေးကိုနှစ်ပေါင်း60ကြာခေါင်းကိုခံလာရပြီးဖြစ်တဲ့အတွက်ဆက်၍တီးခံနိုင်စွမရှိကြတော့ငဲ့၍တော့အတိမခံနိုင်မိမိတို့အိုးအိမ်ရက်ရွာကိုမိလောင်တိုက်သွင်းလာတဲ့ရိုင်းဆိုင်ကြံတန်းလာတဲ့စစ်အုပ်စုကိုအပြည့်အပြတ်ဖယ်ရှားနိုင်မှဖြစ်မယ်လို့ဆိုကကြံဆောင်နေကြပြီပဲဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာပါစေခင်ဗျာ